မင်္ဂလာပါရှင်ရာသီဥတုအကူပြားမှာရာသီတုတ်ကွေးနဲ့ကိုဗစ်တွေပြန့်ဖြစ်နေကြတယ်ဆိုလို့ကျမကခွာဖြစ်စေပြီးတော့ခုခံစနစ်ကိုတိုးမြင့်စေနိုင်တဲ့ချက်စွပ်ပြုတ်လေးကိုချက်ပြလိုက်ပါတယ်ရှင် ပထမဆုံးစားနဲ့စနေမုံနဲ့နေထားတဲ့ကြက်သားကိုအိုးရဲထည့်ပါမယ်ရှင်ရှင်းထည့်ပါမယ်အခွန်နာထားတဲ့စက်တုံဖြူအလုံးလိုက်လေးထည့်ပါမယ်စက်တုံမိတ်အရင်နဲ့နန်နမေရဲ့အမြင့်လေးကိုထည့်ပေးပါမယ်ရှင် ထုထားတဲ့စကလင်းထည့်ပါမယ်။မြေကောင်းစစ်ထည့်ပါမယ်။အမွေးကြိုင်နေအားလုံးထည့်ပြီးရဲ့နောက်မှာအဖုံးအုပ်ပြီးတော့9မိနစ်လောက်ဒေထားပေးပါမယ်ရှင်။ခင်ဦးရဲကအမွေးကြိုင်နဲ့ထွက်လာတဲ့အချိန်မှာ ရှင်ရွေးဖူကိုအသားမြူတီထိထည့်ပေးပါမယ်ရှင်။ အဖုံးပြန်အုပ်ထားပြီး15မိနစ်လောက်တည်ထားပြီးရဲ့အခါဟင်းအိုးရဲ့အရေထဲမှာရှိတဲ့အမြုပ်တွေကိုခတ်ထုတ်ပေးပါမယ်ရှင်။နိုင်ဝဲလောက်တည်ထားပြီးရဲ့အခါအသားကိုအထက်အောက်ပြန်လည်ပေးပါရှင်။ ရှာတာအတွက်ညံပြာရီနှစ်စုံနဲ့ပဲငင်ပြာရီအကြီးနှစ်စုံထည့်ပေးပါရစေ။ 45မိနစ်လောက်တည်ထားပြီးရဲ့အချိန်မှာတော့အသားတွေကနူးနေပါပြီရှင်။ကျမကအရင်များများတောက်ချင်တာဖြစ်တဲ့အတွက်ရင်နှွေးထက်ထဲပါတယ်။အကြသာကိုလိုတလောက်ပြင်ပြင်လိုက်ပါတယ်ရှင်။ ဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမှာမို့ Mac Cooks ကို Like and Subscribe လေးလုပ်ပြီးသွားကြပါအောင်ရှင်။